မင်္ဂလာမွဲကိုဖြတ်သိမ်းလိုက်ပြီးတော့ပြောခဲ့ကြတဲ့ကင်ယွန်ချင်းနဲ့ဟီယွန်ဟာပရိသတ်ကြီးရဲ့2024ခုနှစ်ကဟောလိတကျော်တော့ဖြစ်ခဲ့တဲ့သူတို့နှစ်ယောက်ရဲ့ dating တရင်းဟာကိုရီးယားနဲ့မဟုတ်ဘဲနဲ့အရှေ့တိမှာကြောကြားခဲ့တာပါသူတို့တွေကတော့ My Sibling Romance Dating Show အစီအစဉ်ကနေ Fake to Date ကနေ Real Life Couple ခင်းနဲ့ပထမအဆုံးပြောင်းလဲသွားခဲ့တဲ့သူဖြစ်ပါတယ် My Sibling Romance ဟာနှုတ်ပညာရှင် K-pop ရဲ့အပြင်ကသူတို့ကိုအားပေးကြတဲ့ family နဲ့တူ တင်ရမယ့်အခွေရေးဖြူစီစဉ်ဖြစ်ပြီးတော့ဒီစီစဉ်မှာရီယွန်ဟာကပေါဝင်နဲ့နာမည်ကြီးသွားခဲ့တာပါကျွန်တော်တို့မြန်မာပြည်မှာလည်းဒေးဝင်းမီစီစဉ်ဟာကေပေါ်နဲ့မိုင်းစင်ဒိုင်းရိုမန့်စီစဉ်ကလို့ inspire ယူထားတာပဲဖြစ်ပါတယ်နေနိုင်မဟုတ်ပေမဲ့တက်တဆမော်ရင်ရီယွန်ချင်းဟာခုချိန်မှာတော့ကောင်းမလေးဖြစ်တဲ့ဖန်ကဲလေးရီယွန်ဟာနဲ့လမ်းခွဲပေဆိုတဲ့တင်ဟာနာမည်ကြီးခဲ့တာပါသူတို့လူကအတွင်းရေးစီစဉ်တစ်ခုလုံးမှာပေါဝင်တရုတ်ဆောင်သွားခဲ့ပေမဲ့အထင်ရှားတဲ့ဖြစ်ခဲ့လေတစ်ခုကြောင့်လို့ဆိုရပါတယ် နှောင်းသဘောတူနှစ်ယောက်စလုံးတစ်ချိန်နဲ့ Instagram မှာမင်္ဂလာပွဲချက်သိမ်းတော့မယ်ဆိုပြီးတော့ထုတ်ဖော်ပြောဆိုလာခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ယောက်ကိုမတိသေးကြတဲ့ပရိသတ်တွေကိုတော့နည်းနည်းလေးရှင်းပြချင်ပါတယ်။ Kim Yoon Jin နဲ့ Yoon Ha Ha My Civilian Romance Season မှာပါဝင်ရင်းနဲ့ချစ်ကြိုက်ခဲ့ကြတာဖြစ်ပြီးတော့ဒီ season ပြီးတော့နှစ်လကြာမှာနှစ်ယောက်သားဒိတ်နေရတယ်လို့2023ခုနှစ်ကပြောပြခဲ့ကြတာပါ။သူတို့တွေဟာသိချင်ကြပြီးအများနဲ့တူသွားတူလာနေခဲ့ကြတာက Kim Yoon Jin ရဲ့ Morrie တင်နန်းကိုတော့ Yoon Ha ကနိုင်လာတယ်လို့တော့ဆိုပါတယ် ီတော့တဲ့အချိန်လေးကြာလာပြီးတော့အချိန်လေးတစ်ခုရောက်လာတော့နှစ်ဖက်ပြီးပါတွေကိုအတိပေးခဲ့ကြပြီးတော့2024ခုနှစ်ပါပဲလက်ထပ်တော့မယ်လို့သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်2024ဩဂတ်စ်လပိုင်းကတော့မီဒီယာတွေကိုအတိပေးလာခဲ့ပြီး2025နှစ်ကုန်လိုက်မှာလက်ထပ်တော့မယ်လို့ဆိုပါတယ်သတင်းရဲ့မင်္ဂလာဝင်တဲ့အချိန်ကိုလည်း YouTube Channel မှာတင်ပေးမယ်လို့ပြောပြီးဝိရင်ကျမမရဲ့ဆွဲနဲ့လှုပ်ရှားမှုတွေကိုလည်းကိုပိုင်ကောက်ကနေတင်ပေးသွားမယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းဒီသတင်းဟာလေးလပဲကြာပြီးယခုလိုမျိုးနှောင်းသွောတို့ပြက်ဆဲခဲ့ကြတာပါနော်။မနေ့မှအတွေ့လေးပြက်ဆဲသွားပြီဆိုတဲ့သတင်းဟာ တုံလုံးစီခဲ့ပြီးတော့သူတို့နှောင်းရဲ့အမှုပညာတက်လန်းကိုပါပိတ်သွားနိုင်တယ်လို့ဆိုပါတယ်။ Agency ဖြစ်ပြီးတော့ My Sibling Romance ဘက်ကတော့နှောင်းရဲ့ personality ကိုပြန်ရှိနိုင်စေချင်ပြီးတော့ဒိုင်းရိုက်ထုံးဝင်မဲ့ season နဲ့ကြန့်ရှိနေတဲ့အပိုင်းလေးကိုလည်းထုံးဝင်ဖို့ပြောဆိုလာတယ်လို့ဆိုပါတယ်။လူတို့ကြောင်းရင်ကြောင့်မသိကြပါမယ်သူတို့တို့ရဲ့အခြေအနေဟာတင်းမာမှုတွေဖြစ်နေပြီးမင်းသားကေယူဂျင်ဟာသူ့ရဲ့ Instagram မှာရှိတဲ့ post တွေအားလုံးကိုဖျက်သွားရပြီး YouTube channel ကနေ video တွေကိုပါဖျက်ပစ်ခဲ့တာပါမနေ့တနေ့ကဒီ channel မှာပုံလေးစာရင်းရှိပါမယ် အခုကောက်ပါရှာမတွေ့တော့ဘူးလို့ဆိုပါတယ်။နှောင်းသားကတော့ပြန်လည် follow ထားစေဖြစ်ပြီးတော့နှစ်ယောက်သားနဲ့သက်ဆိုင်တဲ့ video တွေကတော့တပုံးမှမရှိတော့ဘူးလို့ဆိုပါတယ်။ယောက်ကဖြစ်သူဂင်းယုံချင်းရဲ့အမေကလည်း Yoon Hye Instagram ကို unfollow ထားခဲ့ပြီးတော့မင်္ဂလာဝတ်ဆုံပုံလေးတွေကိုလည်းဖျက်ပစ်ခဲ့တာဖြစ်ပါတယ်။မီဒီယာရင်းနဲ့တချို့ပရိသတ်တွေကတော့လူပညာရှင်မင်းသားမင်းကြီးဖြစ်တော့မဲ့အချိန်မှာဒီလိုသတင်းဟာသူတို့ရဲ့ email ကိုထိလိုက်စင်လိုက်ပြီးတော့ agency ဘက်ကပါအရှုံးပေါ်နိုင်တယ်လို့ဆိုပါတယ်။တချို့သောပရိသတ်တချို့ကလည်းပေါ်အောင်မြင်ခြင်းတော့နာမည်ကြီးအောင်ရှောက်လို့တာလို့လည်း ်ကွန်မန့်နေမှာဝင်မဲ့တင်ကြတာဖြစ်ပါတယ်။ဒီတော့ကင်ယွန်ချင်းနဲ့ယီယွန်ဟာရဲ့အချစ်ပေးလမ်းလေးဟာပြီးဆုံးသွားခဲ့ပါပြီနော်။ Only ကြီးနှက်လိုက်ကြပါဦး။အပူမီးတွေတောင်းတော့မနေကြပါနဲ့တော့ရှင်။တို့တယောက်ချင်းစီရဲ့မှတ်ချက်လေးကိုလည်းပြပြသွားခဲ့ကြပါဦးနော်။